WBS စံပြရှင်မောင်းများအား ထိုင်းသို့ပို့ဆောင်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ YPS စံပြရင်မောင်းစုရသူတွေကို ထိုင်းနိုင်ငံဘန်ကောက်မြို့ရှိ EV bus ပြေးဆွဲမှုအခြေအနေတို့အား story တိုးလေးလာရေးခိုင်ရည်အဖြစ်ပို့ဆောင်ခဲ့တယ်လို့ရောင်းတိုင်းဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီဝိုင်းကားတီစီကတည်ရောင်းပါထေ2024ခုနှစ်ရင်စည်းကန်လမ်းစည်းကန်ကောင်းမွန်သည့်စံပြရင်မောင်းစုရရှိတဲ့ YPS ရင်မောင်းတွေကိုဘန်ကောက်မြို့တော်ဤကောင်းမွန်သည့်ခိုင်ရည်သွားတည်ယူပို့ဆောင်မှုခန်းနာနှင့် EV bus ပြေးဆွဲမှုအခြေအနေတို့အား 家里多了一台开一扇皮大摇开家热宝。 ရောင်းတိုင်းဒေသကြီးရဲ့အစိုးရအဖွဲ့ရဲ့ခွင့်ပြုချက်အရရောင်းတိုင်းဒေသကြီးပုဂ္ဂလိကတည်ယူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီဝိုင်းယာတီစီမှထိုင်းနိုင်ငံဘန်ကောက်မြို့ဘန်ကောက်မက်စ်ထရန်စစ်အသုရတီ BMTA ရဲ့ဖိတ်ကြားချက်အရဝိုင်းယာတီစီကော်မတီဝင်တဲ့ဦးခင်မောင်ထွေဦးဆောင်ပြီးအုပ်ချုပ်သူ၄ဦးဝိုင်းယာတီစီရင်မောင်း၂ဦးရင်လိုင်းကော်မတီတာဝန်ရှိသူနှင့် BOD 20ဦးနှင့်ရင်စီကန်လမ်းစီကန်ကောင်းမွန်၍စံပြရင်မောင်းစုရရှိသည့် YPS ရင်မောင်း20ဦး စုစုပေါင်း46ဦးထိုးဟောင်းဧပြီ22ရက်နေ့ညနေ4:25မိနစ်အချိန်က MAI လေကြောင်းလိုင်းနဲ့ထိုင်းနိုင်ငံအပန်းခေါင်းမြို့သို့ထွက်ခွာသွားကြတာဖြစ်ပါတဲ့ အဆိုပါခရီးစဉ်မှာထိုင်းနိုင်ငံဘန်ကောက်မြို့သို့ဧပြီ22ရက်နေ့ကနေ26ရက်နေ့အထိဖြစ်ပြီးခရီးစဉ်အတွင်းဘန်ကောက် Bus Transit Authority BMTA ရဲ့ Bus Line ပြည့်စွဲမှုအခြေအနေလုပ်ငန်းဆောင်ရွက်မှုအခြေအနေကောင်းမွန်တဲ့ခရီးသည်တည်ယူပို့ဆောင်ရေးခန်းနာတွေလေလာထားတွေဆောင်ရွက်သွားမယ်လို့ဆိုပါတယ်။ ။ဒါအပြင်မျိုးရင်းရှင်လိုက်ပြေးဆွဲမှုအခြေအနေတွေနဲ့ခိရင်ခိဖြောင်းတို့တွားရောက်လေလာထားမျိုးတွင် EV လျှက်စစ်ဘတ်ကပြေးဆွဲမှုအခြေအနေများလေလာထား EV လျှက်စစ်ဘတ်ကထုတ်လုပ်သည့်စက်ရုံများတို့လေလာထား Intelligent Transport System ITS စနစ်ဆောင်ရွက်မှုအခြေအနေများလေလာထားအထွေထွေလေလာထားစထားတို့ကိုလှုပ်ဆောင်ကြမယ်လို့သိရပါတယ်ရှင်။